ဆုပ်ယုပ်ပျက်စီးခြင်းအကြောင်းတရား12ပါ။နံပါတ်1ဒုစရိုက်တရား10ပါးကို ပြုကျင့်ခြင်းသည်ဆုပ်ယုပ်ပျက်စီးခြင်းဤအကြောင်းဖြစ်၏။နံပါတ်2မိစ္ဆာတိတိအယူရှိသူများနှင့်သူယုံမာတို့ကို ပေါင်းတင်ဆက်ဆံခြင်း။သူတော်ကောင်းတို့နှင့်မပေါင်းတင်မဆက်ဆံခြင်း။မိစ္ဆာတိတိများနှင့်သူယုံမာတို့၏တရားနှင့်အယူဝါဒများကိုနှစ်သက်ခြင်းသည်ဆုပ်ယုပ်ပျက်စီးခြင်းဤအကြောင်းဖြစ်၏။ နံပါတ်3အလွန်ကျွံအချင်းအပေါင်းအဖော်၌မွေ့လျော်ပြီးအချိန်ဖြုန်းပြီးနေခြင်းထကြွလုံးလာမရှိခြင်းအလွန်ပြင်းရင်နှင့်အမြဲဒေါသကြီးခြင်းသည်စုပ်ယုတ်ဖြစ်စီခြင်း၏အကြောင်းဖြစ်၏နံပါတ်4ယဟန်စာသောသူတော်စင်အလှူခံများနှင့်တရောင်းစားတို့ကိုပေးလူမည်ဟုဖိတ်ကြားဝန်ခံထားပြီးမလူမတန့်မပေးကမ်းခြင်းသည်စုပ်ယုတ်ဖြစ်စီခြင်း၏ အကြောင်းဖြစ်၏။နဗံကမိဘတို့ကိုကျွေးမွေးပြုစုနိုင်မှလျက်မကျွေးမွေးမပြုစုခြင်းသည် ဆုပ်ယုပ်ပျက်စီးခြင်း၏အကြောင်းဖြစ်၏။နဗတ်ချောင်းပစ္စည်းဥစ္စာပေါများသူ ဖြစ်ပါလျက်အခြားသူများကို မလှူဒန်းမဝေငှပဲမိမိတို့ရဲ့သုံးဆောင်ခံစားခြင်းသည် ဆုပ်ယုပ်ပျက်စီးခြင်း၏အကြောင်းဖြစ်၏။နဗတ်ခွန်း မာမနတကြွမောက်မာခြင်းသည်ဆုပ်ယုပ်ဖြစ်စီခြင်းဤအကြောင်းဖြစ်၏နံပါတ်၈ကာမဂုဏ်အပျော်ပါလိုက်စားခြင်းအယက်သေးစာမှုရစေဝါတောက်စားမိဝဲခြင်းနှင့်လောင်ကစားခြင်းသည်ဆုပ်ယုပ်ဖြစ်စီခြင်းဤအကြောင်းဖြစ်၏နံပါတ်၉ပြည်ရစာမနှင့်သူတပားမရတို့၌ပြင်းမာလွန်ကျူးခြင်းသည်ဆုပ်ယုပ်ဖြစ်စီခြင်းဤအကြောင်းဖြစ်၏ နံပါတ်30အသက်ကြီးအရွယ်လွန်သူဖြစ်ပါလျက်ငယ်ရွယ်သူအမျိုးသမီးနှင့်အိမ်တောင်ပြုခြင်းသည်စိုးရိုးပျက်စီးခြင်း၏အကြောင်းဖြစ်၏နံပါတ်31အဝတ်အစားမမော်လွန်သူအသုံးဆွဲမတတ်သူကိုအကြီးကဲအရာ၌ခံထားခြင်းသည်စိုးရိုးပျက်စီးခြင်း၏အကြောင်းဖြစ်၏နံပါတ်2မိမိနှင့်မတန်သောအရာကိုအလိုရှိခြင်းသည် ဆုပ်ယုပ်ပြစီခြင်းဤအကြောင်းဖြစ်၏ဤတို့မြတ်စွာဘုရားဟောကြားတော်မူသောဆုပ်ယုပ်ပြစီကြောင်းတရားတို့ကိုရှုစဉ်ခြင်း၍ရှောင်ခြင်းလိုက်နာသူသည်ယခုဘဝတွင် ကြီးပွားချမ်းသာရသည့်အပြင် နောင်ဘဝတွင်လည်းနတ်ပြည်လောကမှာ ဖြစ်ရပါသည်